ဒီတခါရှေ့ရဗီဒီယိုမှာပြောပြခဲ့တဲ့ဂျိုးယာမင်းနဲ့နောင်ချူတို့နှစ်ယောက်တင်းညိုင်းမှာဘယ်လိုကြောက်မက်ဖွယ်ရာတွေရင်ဆိုင်ရမလဲသူတို့နှစ်ယောက်ရဲ့အစီအရင်တွေကရောတကယ်အောင်မြင်ပါမလားဆိုတာအခုဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတွေ့ကြည့်လိုက်ရအောင်။ ်ညိုင်းမြေဤထိတ်လန့်ပွဲလမ်းမူဖန်စားထားမှုကြောင့်နောင်ချူရောကျိုးကြမေပါ စိတ်တွေလေးလံတုန်လုံးမိကြလေသည်ခတ်တွတ်တွတ်တိတ်ဆိတ်စွာဖြင့်လှုပ်ဆရာရှိသည့်များကိုသူတို့အမြဲမြန်လှုပ်ဆောင်ခဲ့ကြသည်ညနေချိန်နေဝင်ကာစားရှိသေးတော်လဲပင်ညိုင်းထဲမှာလူသူကင်းမဲ့ကမှိုင်းမှိုင်းဝေဝေရှိနေသည်အခောက်ခွာယူရမည်တင်းညံလေမှာမကြီးပင်ကြီးကပင်ပုထိရွတ်ွနေသော င်စီအလိန်တွင်များဖြင့်မားမားကြီးရဲ့နေဒီမှာမကောင်းဆိုးဝါးတကောင်ကဲ့သို့ရှိလေသည်ဒီပင်စီက အခောက်ကို ခွာရမှာလားဂျိုးရမေက နောက်လှဲ့ကနောင်ချူအားမေးသည် နောင်ချူကကောင်းငိမ့်ပြရင် လက်ကကမ်းပေးလိုက်လေသည် ဟုတ်တယ်ရော့ဒီမှာဒါမကြီးပင်ကောက်ကိုခွာတော့ဂျိုးရမေ၏လက်မှာအနှဲငယ်တုံ၍နေသည် ထိုစဉ်မကြီးကိုင်းတနေရာကို ငကူခဲက နားနေဟန်တူသောငှဆူးကောင်ကကီးခနေဩကာထပြန်သွားလို့ကြောင့်ဂျိုးရမေတို့နှစ်ယောက်လုံးလက်မတက်ဖြစ်သွားရလေသည်ယောက်ျားလေးမှုနောင်ချူကရှက်သွားပြီးဟာဒီငှက်ဆုပ်ကလည်းရုတ်ရက်ကြီးกว่าအဆက်ပြေပြောလိုက်လေသည်သို့တော့သူ့အသွန်ကတင်ញိုင်တဲ့ဝန်ကာကကလို့မဟုတ်တော့မျက်လုံးများကကြီးကန်တောင်းပေါက်ဖြစ်ကပခုံးနှစ်ဖက်ကိုလည်း ရှုံ့ရထားသည်ကိုမြင်ရလေသည်။နောက်ပိုင်း၌စကားပြောသည်ကပင်တူတူလေးတစုံတယောက်ကြားသွားလေမှာစိုးရင်သည်အလားဒူးကြမီလဲမကြီးပင်ပင်စီကိုလက်ထဲမှမောင်းချထားဖြင့်ခတ်တုတ်တုတ်လှီလီတော်သည်မကြီးကအသားကောင်းရဖို့တောင်ဂယုမဆိုင်နိုင်တော့ပဝန်းကျင်ကလည်းကြောက်စိတ်ကိုပူအားပြုတဲ့ကဲ့သို့ရှိလေသည်နေချင်းနေဝင်စဲမှု ချက်သွေးရောင်အစွမ်းကုန်တောက်ပကတင်းညံ့အုတ်ကူချတဲ့သူအလင်းညာကြောက်နေပုံမှာ မော်တက်ဖြင့်ပြုတ်လုထားသော ရောင်ကြည်တန်းများကဲ့သို့ဖြစ်နေလေပြီစိမ့်ဖန်ဖန်နဲ့ကျင်းဆက်လွန်သော အလင်းမြကပရာလောကသို့ အရှင်လက်လက်ရောက်သွားသည်နှင့်လေပြင်းကလွေချင်နံသို့အတံပြူတိုက်ခတ်လာသည်အဝေးမှတစုံတယောက်အော်ခေါ်တဲ့ကဲ့သို့ထင်ရလေ၏မကြီးကောင်နေငယ်အားဖြတ်ထုတ်လိုက်ပြီးသော ျူးကြမိသည်မကြီးပင်အနီးမှခတ်တုတ်တုတ်ခွာလာခဲ့လေ၏လာဟာနောင်ချိုးပြန်ရအောင်ထိုးစင်မှပင်မိုးကဝေါကနေရွာချလိုက်လေတော့သည်တဖြောက်ဖြောက်မိုးစက်လေးကတပေါင်းနှပေါင်းမှတဝဝတဝဝနှင့်အဟုန်ကြီးစွာရွာချပါလေတော့၏မိုးနှင့်အတူလေပြင်းကလိုက်လာလေသည်ထို့နောက်တဆက်သေးပါလာသည်ကတိမ်ညိုအုံများ တိမ်တို့အုံမိုင်းသွားသဖြင့်ကောင်းကင်တစ်ပြင်လုံးမှာချက်ချင်းပင်အမှောင်တိကျသွားလေတော့နောင်ချူနှင့်ဂျိုးကြမီမှာအပြည့်အလွှာပုံးစရာရှာကြရ၏သူမတွက်ထားသည်မို့သူတို့စီတွင်ထီလီတလက်မြပါမလာခဲ့ကြရေပါသောမူဖြစ်သည်ဖြင့်ခဏအတွင်းမှာသူတို့တို့ကိုယ်လုံးဆွဲဆွဲဆူသွားကြတော့ငကိုကလေးက ထိတ်လန့်စေခဲ့သောတင်းញိုင်းမီသည်ယခုအခါပူ၍ပင်ခြောက်ခြောက်အောင်ပြုလေတော့သည်အကာလတကောင်ရဲ့စီတမဟုတ်ချင်းရောက်သွားသည်လို့ထင်ရလောက်အောင်အာနဲ့လာသော အလင်းဖြတ်ဖြတ်လေးအတွင်တွင်နှစ်ယောက်သားထင်ရမြင်ရဆွပြင်းနေမိသည်မိုးရီတို့ဆူဆူသောမြေပြင်ကချက်ချင်းပွားပေါက်သွားလေတော့သည် ရှင်လူမျိုးပေါ်မှာပြီးရတာဆိုတော့ခရီးကတိတ်မတွင်အလာတော့ကတတိပြုမိသလားတင်းញိုင်းမြေဧရိယာကလည်းကျေပြန်လွန်းလာချည်သည်ငါတို့လမ်းမလာကြပြီလားတင်းញိုင်းဝဥဒတိုင်းကြီးအားခုထိမမြင်ရသေးသည့်အတွက်ဒိုးစာမေကတန်တရားဖြင့်ရေရွေးမိသည်နှစ်ယောက်သားတယောက်မျက်နှာတယောက်ထိတ်လန့်တကြားလှမ်းကြည့်မိကြ၏တခြားသူတွေပြောတာကြားဘူးခဲ့သည် ကောင်းဆိုးဝါးတွေလင်စားတဲ့အခါအခုလိုတင်းညိုင်တဲမှာ မျက်စိလည်နေတတ်တယ်တဲ့ဝန်ကပါလိုတင်းညိုင်မိကနေဘယ်တော့မှမထွက်နိုင်တော့တာနောက်ဆုံးမှာတော့အသင့်ဆောင်ဆိုင်နေတတ်သည့်ကြောင်းမတ်ဖွယ်တစုံတရာသည့်မျက်စိလည်နေသူကိုအားပင်ကုအိမ်မှာခြေကုန်လက်ပန်းကျသွားသောသားကောင်းတို့နဲ့အသက်စီဝင်ကိုနှုတ်ယူတတ်လေပြီတဲ့အယောက်လုံးပင်ထိုတွေးကိုပြိုင်သူတွေးမိကြကြောင်းသူတို့မျက်လုံးများကတတ်သိခံနေကြလေသည် ဂျိုးဂျာမေကနောင်ချိုဤလက်မောင်းတစ်ဖက်ကိုလာရောက်စုပ်ကိုင်သည်ပြည့်ဆက်နေသောသူများ၏လက်ဖျားလေးမှာတိတိတတပင်တုံရင်၍နေပါလေတော့သည်လမ်းမတာတော့မဖြစ်နိုင်ပါဘူးနောင်ချိုကအာတင်းပြုံးကဂျိုးဂျာမေကိုအာပိစကားဆိုသည်ဒါပေမဲ့တလောက်ဆိုပင်းဆိုင်ပြင်ကိုရောက်ဖို့ကောင်းနေပြီလေအခုလဲအပြင်ရောက်ရင်ရောက်နေတော့မှာတလောက်မှောင်နေတာပဝင်းကျင်ကိုမှ တခြားမမြင်ရတာပဲဖြစ်နိုင်ဘူးတင်ညာနဲ့ကထွက်လာပြီဆိုရင် CEO အုပ်တိုင်းကိုမြင်ရမှာပေါ့အခုကတွေ့မှာမတွေ့သေးပဲအဲ့ဒီအဝန်တိုင်းကိုလည်းကြော်လာပြီးဖြစ်ရင်ဖြစ်မှာပေါ့လာပါအိမ်မင်မြင်ရအောင်ပြီးရအောင်ကြိုးကြမိအကြောက်မလွန်အောင်သာအားပေးစကားပြောနေရတော့လေနောင်ချူကိုယ်တိုင်တုံတုံလုံးလုံးဖြစ်မိနေသည်တင်းညာဝအော်ဒတိုင်းတကားပေါက်ကိုမတွေ့ရသေးသည်ကဆိုးလွန်းသည်အယူသည်သည်ဟုပင်ပြောရမည်လားမသိ ဉဉဏ်စီယူကိုကျော်လွန်နိုင်လိုက်ပြီတဲ့ထိတ်လန့်ကြင်ကြများနဲ့စီချားနိုင်မိချင်းမိဤအခုတော့လူငယ်လေးနှစ်ယောက်သားမှာတယောက်လက်ကိုတယောက်ကင်လျက်မိုးတန်တော်ဝလီပင်းတန်တော်နဲ့တစားတစားပူသိသိလာသော အမောင်တို့ကြားတွင်ထင်ရမင်းရာဆွေတင်ပြေးလွှားနေသည်ထိုစဉ်မှပင်လျက်စီတစ်ချက်ဖြတ်ကနေလက်လိုက်သည်လျက်စီတည်ငါလင်းနေပင်သူတို့သွားရလံကိုပြိပင်တာစီထားသောမြင်ကွန်းတစ်ခုအား ရုတ်တရက်မြင်တွေ့လိုက်ရလေတော့သည်မောင်မဲနေသောဇရက်လူလူအစာအုပ်ကြီးတစ်ခုအမောင်ထဲတွင်လမ်းကိုကန့်လန့်ဖြက်၍တီးနေပုံမှာတားကောင်တို့ဟာအစင်သည့်တက်ဖြက်ရန်စောင်းကြောက်တိုင်စောင့်မျှော်နေသောမကောင်းဆိုးဝါးတစ်ကောင်နေသူ့ယူထားသလိုပင်မြောက်လုံးဤခြေလက်များတုံဆိုင်ရည်သွားချလေသည်ဂျိုးကြမီကလမ်းကို ကွင်းရှောင်ကဆက်သွားမိပြုတော်လဲနောက်ကျကဆွဲထားလေ၏လာလေ ငါတို့နှစ်ယောက်ဇေယျထဲဝင်လာရအောင်မူးဆဲမှဆက်သွားတာပေါ့ဖယ်မွင်းချင်ပါဘူးဘယ်လိုနေရာကြီးမှမသိဘာမှမသိပဲဘယ်လိုနေရာကမှလဲဇေယျဖြစ်မှာပေါ့အမိုးတဇမိတ်ကကနုတ်ပန်းနေဆွဲထားတာတွေ့တာပဲတင်းញိုင်တွေကလွတ်အောင်ပြေးကြမယ်လေဟာအခုလဲတို့ပြီတင်းញိုင်တွေကထွက်လာပြီးတော့ပါပြီတင်းញိုင်တွေမှာကအုတ်ကူကလွဲပြီးဘာအဆောက်အဦမှမရှိတဲ့ဥစ္စာ ဒါလောက်မိုးကြီးလေကြီးလျှောက်ပြေးနေလို့မကောင်းပါဘူးထိုးစင်မှာပင် မျက်စိရှိရှိဇရက်လိုလိုအဆောက်ဦးမှ မီးရောင်လိုလိုမြင်လိုက်ရတော့ကြောင့်နောင်ချိုဤဆုံးဖြတ်ချက်မှာပူရိပ်ခိုင်မာသွားတော်ရီအော်အထဲမှာလူရှိရနေတူတယ်လာပါဟာမြင်မြန်နောင်ချိုကရှေ့မှလောစောကသွားလေသည်ဇရက်အဆောက်ဦးကတော့ရောက်စင်မှာပင်ချိုးကြမီကနောင်ချိုလက်ကို အတ aya လှမ်းတိုးလိုက်သည်သူမညွန်ပြရစီကြည်လိုက်တော့ဇရက်အတွင်း၌အဝံပတ်အားကြိုးပြီးထိုင်နေသူတယောက်အိပ်ပင်းငိုက်နေသလားတစုံတစ်ခုအားနက်နက်နော်နော်တွေးနေသလားမသိထိုင်နေဟန်ကပကတိငိန်သက်လွန်းလာချေသည်အောင်ချူကခက်သက်သက်ဇရက်အတွင်းလမ်းဝင်မီပြုစင်ပါပင်ဒူးကြမီကသူ့လမောင်းတစ်ဖက်ကိုဆွဲထားလေသည်ငင်းကလည်းမလောပါနဲ့သူ့ သူသူကလူမဟုတ်ရဲ့လားမသိဘူးအာငါတို့မြင်နေရတာပဲလူမဟုတ်လို့ဘာဖြစ်မှာလဲအေးငါကြားဘူးတော့အဲ့ဒီလိုနောက်လက်ထိုင်တဲ့သူကိုလူတယောက်ကကြောကုန်းပုတ်ပြီးတော့ခေါ်လိုက်တာမျက်နာတစ်ခုလုံးရုပ်ပြည့်စင်ပြတ်မီးလောင်ထားတဲ့မျက်နာနဲ့ပရေကြီးဖြစ်နေတဲ့တဲ့အခုလဲဒါမျိုးဖြစ်နေရောဘယ်နဲ့လုံးမလဲအာနေဟာကလည်းပေါတိပေါ့ရှာဟာဒါမျိုးအပြင်းမာတကယ်မရှိပါဘူး တက်တက်လျှောက်ပြောကြတာပါပုံမှန်ထိုင်နေတာလူစစ်ကြီးပါလာအတို့ဝင်သွားကြရအောင်ပြောတာပြောရတော့လဲအောင်ချူဒီပင်နည်းနည်းတော့တုံတုံဆိုင်ဆိုင် ဖြစ်သွားလေသည်ချိုးကြမိပြောသလိုများဖြစ်နေမလားကျောင်းစိတ်တော့ရောသောတန်တရားဖြင့်ဆေးရထဲထိုင်နေသူထံချင်းကပ်သွားလေသည်ချိုးကြမိကသူ့နောက်မှ တလန်းချင်းလိုက်ပါလာသည်အပြင်တွင်မိုးတွေတဲတဲမဲမဲရွာကြနေစေလူနှစ်ယောက်ကဇရက်ပေါ်တက်ကား အနာချင်းကလာတံကိုမုတ်ချကြားရလောက်တော့လေထိုင်နေသူကတော့တုတ်တုံမှမလုတ်ချေတလန်းပြီးတလန်းအနာတို့နိနိကက်ကက်တိုးဝင်ရောက်ရှိသွားသည်ခြေသုံးလေးလမ်းများအကွာတွင် နောက်ချုံမှရက်တန်းလိုက်မိလေသည်ဆက်သွားရင်ကောင်းမလားဒီလူကရော လူကောင်းမှဟုတ်ရဲ့လားကျူးကြမိပေါ်သလိုမကောင်းဆိုးဝါးဖြစ်နေမှဖြင့်မိုးတံတွေဘလောက်တဲ့တဲ့သူတို့ဒီလောက်ထိနီးကပ်လာတာကိုတော့မုတ်ချကြရပြီမ ချက်လောက်ဖြစ်ဖြစ်တော့လက်ကြည့်ဖို့ကောင်း၏ဒီလူအသက်မှရှိသေးရဲ့လားဇဝေဇဝါအတွင်းများဖြင့်နောင်ချိုသည်ကြီးတုံချတုံဖြစ်နေသည်ပြန်လှဲကြတော့ရင်ကောင်းမလားဟုဂျိုးချာမီအားတိုင်မင်းရန်ပြင်းစင်စမှပင်ဟုံးကနေရုတ်တရက်လှဲ့လာသောထိုင်နေသူကြောင့်ရင်းနေထိတ်ကနေဖြစ်ကကြက်တီးမွေးညင်းများထထွားရလေ၏အကယ်၍ထိုသူသာရုပ်ပြက်ဆင်းပြမျက်နာမျိုးဖြစ်နေပါက အောင်ချိုးရုံးနှစ်ယောက်လုံးလှိပ်ပြလွန်သွားတော့ပါသည်ယခုတော့တာမန်သူတယောက်ဤပုံမှန်မျက်နှာမျိုးကို မြင်တွေ့ရသည်ကိုပင်အယံကြီးလန့်ဖြန်ကနောက်သို့စုပ်သွားမိခဲ့လေသည်ကြောက်တက်လိုက်တာငါကောင်းနေကွာငါမြင်တာများတရေတစီကြနေတာပဲထိုးသူဤစကားဆတင်ပြောလိုက်တော့အတန်းကြောင့်ရင်ထဲတွင်အလုံးကြီးကျသွားသလိုခံစားလိုက်ရသည်ဘုမှုဆိုတိတ်ဆိတ်နေမိဆိုပါက ယူစင်စစ်မဟုတ်ရဲ့လားသူလောသူလောတွေများဝါနေအောင်မီမဟုတ်ပါလားဟိုအပြင်မှာမိုးတွေတဲနေလို့မိုးလာခိုးတာပါခင်ဗျာကျွန်တော်တို့ကိုခွင့်ပြုပါငါကိုခွင့်တောင်းကြရမလိုပါဘူးလေငါပိုင်နေစေရမှာမဟုတ်တာပဲငါလည်းဧည့်သည်တယောက်ပဲဥစ္စာကျေးကျေးဇူးတင်ပါတယ်ဗျာနောင်ချူကထိုလ်လူကြီးအားပြုံးပြဦးမြင့်လိုက်ကဒိုးကြမေကို အသားရလက်တို့ခေါ်လိုက်သည်ဇရက်ထောင်တနေရာတွင်တံပြားတစ်ချက်ခင်းထားသောအပေါ်၌ပုတ်ခဲသုံးလုံးဆိုင်ကညီယူနူးကြီးတို့တဲထားကြီးကိုတွေ့သည်ဖြင့်ထိုအနားသို့လျှောက်သွားလေသည်ယခုမှချမ်းရကောင်းမှပြလာလေတော့သည်မိုးရီဆူနေသောအိုးစားများကိုညစ်တန်းညစ်မိဘနာကကအပူဖြင့်၆သွေးအောင်ပြူရန်ပြူအေးတက်ကိုတက်နိုင်သည်များကားကိုကြားရ၏ကိုလူကြီးကတော့သူတို့ဝင်လာစဉ်ကသာစကားအနှဲငယ်ပြောခဲ့တော်လဲ ထိုင်လက်စားတိုင်းအပြက်ပဲရှိက ပြန်လည်ငြိမ်သက်သိသိနေသည်အဝတ်စားများအနေငယ်၆သိသွားကမှ နောင်ချိုနှင့်ဂျိုးကြမေကထိုလူကြီးနာသွားကအလာပါတလာပါပြောရန်ကြံမိသည်မိုးကလည်းတော်တော်နဲ့ဆဲဦးမဲ့ပုံမပေါ်ဘူးနော်နင့်လက်ထဲကဘာအတွက်လဲနောင်ချိုစကားဆသည်ကိုလူကြီးကမဖြေပဲဂျိုးကြမေကိုရုတ်တရက်လှမ်းမေးလိုက်သည်အတွက်သူတို့နှစ်ယောက်လုံးကြောင်အံ့အံ့ဖြစ်သွားကြလေသည် ူးကြမိဖို့ဖြေရခတ်နေရသည်။ဘာလဲဟုမေးသည်မဟုတ်။ဘာအတွက်လဲမေးသည်ကဒေရုဆန်လွန်းလာပေသည်။မျက်လုံးကွန်းဖို့ပါအပ။မျက်စိလည်းမနာနေပါဘူး။ဒါနဲ့မျက်လုံးကွင်းရင်အမြင်အပ်တာတွေမြင်ရတတ်တယ်ဆိုတာမသိဘူးလား။ဟုတ်ဟုတ်ဒါပေမဲ့ဖူးဖူးစာဘက်ကိုမြင်ရတယ်ဆိုလို့ပါ။သူကြီးကနှကန်းတောင်စွန်ကိုတွန့်ကွေးကအနှဲငယ်ပြုံးတယ်လို့ပြုလေသည်။ ဖူးစာဘက်ကိုမြင်ကျင်လာလားဒီလိုကွင်းယုံတဲ့ဖူးစာဘက်ကိုမြင်ရလိမ့်မယ်လို့နှင့်ကိုဘသူပြောလဲဒီဒီဒီလိုပဲပြောကြတာပဲอืมလောကမှာစံကျယ်တိုက်ဆိုင်မှုတွေဆိုတာရှိစမြဲမှုမြင်တဲ့သူတွေလည်းရှိကောင်းရှိမှာပေါ့ဒါပေမဲ့နောက်ထပ်ဤတော်တော်များများရှိသေးတာပဲကျွန်ကျွန်မနောက်ထပ်ဤတွေတည်ထားပါသေးတယ်ကြိုးကြမိမှာ ဒီကိစ္စနဲ့ပတ်သက်လင်အတော်ပင်စိတ်ဝင်စားနေမယ်တိတာလှပါသည်ခုမှတွေ့ရသောလူချင်းကြီးကိုပင်အားကျုံးမှန်တဲ့ပြောလေရော့သည်လူကြီးကပြုံးဆဆနဲ့နားထောင်ရင်ကျူးကြမီစကားဆုံးသွားသည့်အခါထူးဆန်းသောစကားတစ်ခုကိုပြောလေရော့သည်ဒါပေမဲ့မင်းအခုထိဘယ်နည်းနဲ့မှ မအောင်မြင်သေးဘူးမဟုတ်လားဒီကြပေါအောင်မြင်နိုင်မယ့်နည်းကရှိပါတယ် ဂျိုးကြမင်းမှာခန္ဓာကိုယ်မက်ကနေဖြစ်သွားသည်ကိုတွေ့ရသည်။ပေချာပေါင်းဤဟုတ်လား။ပူဇာရှင်ရဲ့မျက်နာကို အတိအကျကြိုတွေ့ဘူးနိုင်မယ်နေလာရင် အားပေါ့ကိုနဲ့တစ်ချိန်ပူဇာဆောင်ရမယ်သူရဲ့ရုပ်ပုံစွာကိုအတိအကျကြိုမြင်တွေ့နိုင်မယ်နေ။ဟာကျမကိုဒီနည်းလေးပြောပြပါလားယင်လူကြီးကလက်လွတ်စပယ်ပြောပြီးကမှအတ္တိတရားဝင်လာသလိုမျက်နာကွက်ခနဲ့တစ်ချက်ပြက်ကသွားလေသည် ။ဟိုမကောင်းပါဘူးကွယ်မသိချင်ပါနဲ့။ဘာဖြစ်လို့လဲကျမသိချင်လို့ပါ။ဒါဟာလောကရဲ့လှုပ်ဝှက်ချက်ကိုပေါ်ထုတ်တာပဲ။ဒီလိုစနဲ့ပေါ်ထုတ်ဒီမှာအပြစ်ခံရတတ်တယ်။အင်းခုကံကျမတစ်ခုလုံးတောင်ဘေးရင်နေပါလေတွေ့ရသေးရပဲဟာ။အဲ့ဒီနေကြီးကအရင်တည်းကရှိပြီးသားလေ။ခုလိုပူဇာပတ်ရဲ့ရုပ်ပုံတော်ကိုပေါ်ထုတ်တဲ့နီးကအစ်စ်ဒီနီးကိုစတင်ပေါ်ထုတ်မဲ့သူက ိုအကျိုးအတွက်မတုံးရဘူး။ကျမကတော့ကျမအတွက်ပဲသိချင်တာ။အဲ့ဒါပြောတာပေါ့။ကိုအကျိုးအတွက်လောကလှုပ်ဝက်ချက်ကိုစပေါ်ထုံးမိရင်ကို့မှာတန်ခတ်ခံရတယ်လို့ဒါဆိုအဲ့ဒီကိုကျမတသက်လုံးမသိရတော့ဘူးလား။တယောက်ယောက်စပေါ်ထုတ်ပြီးတဲ့အထိစောင့်ပေါ်သူပေါ်ထုတ်ပြီးရင်ကိုကတဆင့်တိမှာပဲလေအဲ့ဒီကြရင်ဘသူမဆိုတုံးလို့ရပြီဦးလီပြောတာကျမသိနာမရှင်ဘူး ဒါပေမဲ့ကျမကတော့ဘလူနီးနဲ့ဖြစ်ဖြစ်အဲ့နီကိုသိချင်တာပဲမင်းကအရင်ဆုံးသိချင်တာလားအင်းပေါ်အဲ့ဒီအတွက်ဘလူပြစ်တယ်မျိုးဖြစ်ဖြစ်ခံစားဖို့အသင့်ပဲပေါ့ဒိုးကြမေကအတန်ငယ်စဉ်းစားသလိုတုံဆိုင်သွားသည်ဘေးမှနားထောင်နေသောနောင်ချိုကဝန်တားမိပြု၏သို့တော်သူမတားနိုင်လဲခင်မှာပင်ဟုတ်ကဲ့ကျမပူဇာပဲရဲ့ရုပ်ပုံတော်ကိုသိပြရစီဘလူစွန်စားမှုမျိုးမဆိုကျမရင်ဆိုင်ဖို့အသင့်ပါတောင်းပြီလေ မင်းဘက်ကတလောက်တောင်ဆန္ဒရှိနေမှတော့လေပြောပြရတာပေါ့နောင်ချူမမနေသာတော့၍ဝင်ပြောမိလေတော့ဒီကျွန်တော်တော့နားမလည်နိုင်တော့အောင်ပဲဦးလီပြောနေတာဘေးရင်တက်တယ်လို့ဒီတနီပဲမဟုတ်ဘူးလားလူကြီးကခေါင်းရမ်းလေသည်ဒီတနီမဟုတ်ဘူးကွညီလန်တစ်ခုလို့ပြောမှပုံမှန်လိမ့်မယ်အစင်ချောက်ဆင်ပါတဲ့အင်မတန်နဲ့နေတဲ့နီလန်းစင်တစ်ခုဟုတ်ပါပြီလေဒီနီလန်းကိုဦးလီကပြောပြလိုက်လို့မရဘူးလား မရဘူးဘာလို့ဆိုတော့အခုထိမဖော်ထုတ်ရသေးတာမို့ပဲလူကြီးဤစကားတန်တာလဲပဝင်းချင်းတခုလုံးစိုးမိုးနေလေတော့သည်အပြင်မှာမိုးဆဲသွားလေပြီလားမသိစူးစူးညံ့ညံ့အတန်များရက်တန်သွားတာတော့အသေးချာပဲဖြစ်လေသည် နောင်ချိုနှင့်ထိုးကြမေသည်ထိတ်လန့်စွာ စိတ်လဲဝင်စားစွာဖြင့်လူကြီးပြောလေသည်များကိုတစ်လုံးမှအလွတ်မခံနိုင်အောင် အာယုကြီးစွာထားလျက်နားထောင်မိကြလေတော့သည်အင်မတန်ကြောက်စရာကောင်းတာကို တွေ့ကြုံရလိမ့်မယ်။နောက်ဆုံးလည်းမပြင်းနဲ့။လက်လျှော့ပြီးလည်းမသွားနဲ့။နောက်ဆုံးမှနီလန်းတစ်ခုလိုအပြည့်စုံကိုပေါ်ထုတ်နိုင်လာလိမ့်မယ်။အဲ့ဒါဟာကုစားပဲရုပ်ပုံတော်ကိုကြုံမြင်တွေ့နိုင်ဖို့အသေးချာဆုံးနီလန်းလာရင်ဟုတ်တယ်။လောကရဲ့လှုပ်ဝှက်ချက်တစ်ခုကိုပေါ်ထုတ်တဲ့နီလန်းစင်တစ်ခုပဲ။စာမီပေါ်ထုတ်တဲ့သူဟာကိုအကျိုးအတွက်မတုံရဘူးတုံးရင်အန်ဒီရရှိတယ် ဒီနီလံပေါ်ပေါက်လာပြီးနောက်မှာတော့လောကရဲ့လှုပ်ဝှက်ချက်တစ်ခုကိုလူတွေသိเสียရိုပေါက်လေးတစ်ခု ဖြစ်သွားပြီပေါ့နှောင်းလူတွေကတော့အတိုင်းစမဲ့သုံးနိုင်ပါပြီဒီလိုသုံးနိုင်တဲ့အတွက်လဲစဖို့ထုတ်ခဲ့သူကိုကဘာဒီကျေးကျေးဇူးတင်နေကြတော့မယ်ကျမစဖို့ထုတ်တဲ့သူ ဖြစ်ချင်ပါတယ်ကောင်းပြီငါကတော့ဒီနီလံစင်ပေါ်ပေါက်လာเสียလှုပ်ရဲ့လမ်းတွေကိုသိတယ်အဲ့ဒါတွေမင်းကိုပြောပြလိုက်မယ် ကျန်တာကတော့ကိုယ်တိုင်လုပ်ယူရမှာပဲဦးလီတိတိမြအားလုံးမချွတ်မချန် ပြောပြပေးပါလုပ်ရလမ်းစဉ်က အစင်6ဆင့်ရှိတယ်အဲ့ဒီအစင်6ဆင့်တဆင့်စီလှုပ်ဆောင်အောင်မြင်သွားတိုင်းကိုယ့်ရဲ့ဖူးစာပဲရုပ်ပုံလောက်ကိုတွေ့မြင်နိုင်မယ်နီလမ်းစဉ်ဟာတဆင့်စီပေါ်ပေါက်လာလိမ့်မယ်ကျမဘာတွေလုပ်ရမှာလဲနားထောင်ပထမဆုံးလုပ်ရမှာတော့လောလောလတ်လတ်အစိမ့်ဒီတီထားတဲ့နေရာမှာဆွန့်တင်နေတဲ့တွင်နဲ့ အော်ဒီပရာဗိုက်ကိုတုံလိမ့်ဖို့ပဲပရာဗိုက်ကိုတုံလိမ့်ဖို့လောလောလတ်လတ်အစိမ့်ပြီးတည်ထိုင်တဲ့နေရာကစွန်းတင်နေတဲ့သွေးတွေကိုဘယ်လိုရှာမလဲနောက်ထပ်အစင်၅စင်ကရောဘယ်လိုကြောက်စရာကောင်းတဲ့အစင်တွေဖြစ်မလဲတို့ရာနောက်ပြီးတော့မှပြောပြသွားမှာဖြစ်ပါတယ်ခုကြည့်နေရသူရောဒီလောကရဲ့လှုပ်ဝှက်ချက်တွေကို ကိုယ်တိုင်ဖော်ထုတ်ချင်ပါသလားဒါမှမဟုတ်ကျိုးကြမီ ဖော်ထုတ်ပြီးအောင်ပဲစောင့်ပြီးအစင်သက်အသုံးပြုချင်ပါသလားကွန်မတ်မှာတစ်ချက်ရေးသွားခဲ့လို့ရပါတယ်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအစမပြတ်တင်သွားပြီးအောင်မို့ channel လေးကို subscribe လုပ်ရသည်လုပ်ခဲ့ပြီးတော့ဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်ပုံစံလေးနဲ့ပြန်တွေ့ကြပါ